မင်္ဂလာပါရှင်။ဗမာခေတ်တည်တင်ဌာနဤထိတ်တန်းတင်များကိုတင်ဆက်ပေးပါတော့မယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကားတော့ရွှေကုတ်ကိုကြာဖြတ်မျိုးသစ်ထူထောင်ခဲ့သူ VGF ဆော့ချစ်သူဤကိုကွယ်ရာရှီချန်ချောင်းကိုထိုင်းကတရုတ်နိုင်ငံသို့ယနေ့ပြန်ပို့တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းရှိရွှေကုတ်ကိုကြာဖြတ်မျိုးသစ်ထူထောင်ခဲ့သူမြန်မာစစ်တပ်လက်အောက်ခံ VGF ဆော့ချစ်သူဤကိုကွယ်ရာရှီချန်ချောင်းကိုထိုင်းကတရုတ်နိုင်ငံသို့ယနေ့ညနေပြန်ပို့မည်ဖြစ်ကြောင်း Time Reporter ကသတင်းဖော်ပြပါတယ်။ မြန်မာနိုင်ငံမြဝတီမြို့ရှိရွှေကုတ်ကိုကြားဖြတ်မြို့တစ်ထူထောင်သူရှီကျန်ချောင်းကိုတရုတ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းရှီကျန်ချောင်းမှာမြဝတီမြို့နယ်ကာစီနိုများနှင့်ကြားဖြတ်အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင်အ धिक ရင်းနှီးမြှုပ်နှံသူရထိုင်း International Holding Group ရထိုင်း International Holding Group ရထိုင်း IHG ဥက္ကဋ္ဌလည်းဖြစ်ပါတယ် နိုဝင်ဘာလ10ရက်နေ့ထိုင်းနိုင်ငံရှိအယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုများအပါအဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကိုင်ခဲ့သောကြာဖြတ်ငွေလိမ်ကိုင်းများ၏အဓိကခေါင်းဆောင်ရှီကျန်ချောင်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်ကိစ္စကိုအတည်ပြုဆုံးဖြတ်ပြီးနောက်ယနေ့တွင်တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းခြင်းဖြစ်ကြောင်းသိရပါသည်။တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသောရာဇဝတ်တရားခန်းရှီကျန်ချောင်းကိုတရုတ်နိုင်ငံကလောင်းကစားမှုများကြာဖြတ်ငွေလိမ်မှုများဖြင့်အလိုရှိနေခြင်းဖြစ်ပါသည်။ ရှီကျန်ကျောင်းမှာတရုတ်ယွမ်ငွေ2895ဘီလီယံချိုင်းဘတ်12.6ထရီလီယံခန့်ကျော်လိမ့်လည်ခဲ့သောကာစီနို website 239ခုတက်မနေတီထောင်စီမံခန့်ခွဲရန်အမိန့်ပေးခဲ့သူဖြစ်ပြီးတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားသည့်လိမ့်လည်မှုများအတွက်အထူးကတာဝန်ရှိသူအဖြစ်တရုတ်အစိုးရကအလိုရှိနေခြင်းဖြစ်ပါသည်သူကို2022ခုနှစ်ဩဂုတ်လတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်ထိုင်းအစိုးရကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါသည် 2022ခုနှစ်နိုဝင်ဘာလတွင်၎င်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ရန်တရုတ်ကတောင်းဆိုခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်၎င်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုဆုံးဖြတ်ခဲ့ပါသည်1993ခုနှစ်ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြားတရက်ခံလွှဲပြောင်းပေးအပ်ရေးစာချုပ်အရာလွှဲပြောင်းပေးအပ်ခြင်းကိုဆောင်ရွက်နေခြင်းဖြစ်ပြီးရင်းအမှုမှာနိုင်ငံဖြတ်ကျော်မှုကင်းများကိုကင်တွယ်ဖြည့်ရှင်းရာတွင်ထိုင်းနှင့်တရုတ်အာဏာပိုင်များအကြားဒီကက်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါသည် ၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းအစိုးရနှင့်တရုတ်အစိုးရတို့အကြားအနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်သောတရုတ်နိုင်ငံသားရှီဂျင်ကျောင်းသည် call center နှင့်ကြားဖြတ်လောင်းကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနှင့်မြန်မာနိုင်ငံတွင်ကြားဖြတ်စီမံကိန်းမျိုးတင်များအကောင့်ထည့်ဖို့ခဲ့သူဖြစ်ပါသည် စစ်တလောက်ခံခရင်နေချောင်းဆောင်တက် BGF ကောင်းဆောင်စော်ချစ်သူကရှီကျန်ကျောင်းလွတ်မြောက်ရေးအတွက်စူတောင်းပွဲကိုရွှေကုတ်ကိုတွင်2024ခုနှစ်ဩဂုတ်လ17ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝေးဖြူစူတောင်းခဲ့ပါတယ်။နိုင်ငံတကာလောင်းခတ်ဆောင်ငွေလိမ်လုပ်ငန်းများကြောင့်အလို့ရှိခံနေရသောရာဇဝတ်တရခန့်ရှီကျန်ကျောင်းဘေးရန်ကင်းရန်ကျမ်းမာစီရဲ့နှင်းပြန်လည်လွတ်မြောက်ရန်ကရင်နေကြဆောင်တက် BGF ကောင်းဆောင်စောချစ်သူကရွှေကုတ်ကိုတွင်လူရာနဲ့ချီတက်ရောက်သည့်အခမ်းအနားပြုလုပ်ဝိပုစုတောင်းခဲ့ခြင်းဖြစ်ပါသည် ပြည်နယ်သားရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးကာပါဆာစနစ်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုစစ်သားနှင့်ရဲခွနဲ့ဦးသိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းတရက်ခရိုင်ကမာမြို့နယ်ရဲနေသားရဲကင်းစခန်းနှင့်ကာပါဆာစနစ်တို့ကိုတိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲခွနဲ့ဦးသိဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရင်တဲ့ရင်နှင့်ပြန်ကြားရေးတာဝန်ခံကူမြတ်ကတဲ့ရင်ဌာနကိုပြောကြားပါတယ်။ ရှမနီနိုဝင်ဘာလ6ရက်နေ့နဲ့6နာရီခန့်ကကာမမြို့နယ်တရက်ကာမလန်ပိုင်းရေနတာကျေးရွာရဲခင်းစခန်းကိုတိမ့်ပိုက်ထိန်ချုံနိုင်ရဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်လန်ပြစ်ခတ်တိုက်ပွဲ2နာရီ30မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းထိုးထိုးတိုက်ပွဲကြာချိန်အတွင်းစစ်တပ်ဘက်က၄ခုကိုတိမ့်ပိုက်နိုင်ခဲ့ပြီးကျန်တစ်ခုကိုဆက်လက်တိမ့်ပိုက်နိုင်ရန်ကြိုးစားနေချိန်မြေပြင်စစ်ရေးအခြေအနေအရပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ် ။ရှင်းရှင်းနသာရဲကင်းစခန်းတွင်စစ်တပ်ဘက်မှသုံးခွင့်ဖို့ကြီးဦးဆောင်ပြီးအင်အား30ခန်းရှိကာ CEO အထက်ထက်အုပ်ပံကများဖြင့်အခိုက်အမာတက်ဆွဲထားကြောင်းတိုက်ပွဲအတွင်းစစ်သားနှင့်ရဲခွနဲ့ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီစခန်းကကျွန်တော်တို့ပထမချိန်တိုက်ခိုက်ခဲ့ဘူးလားရှိတယ်။အဲ့ဒီတုန်းကတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်နဲ့အခုတိုက်ခိုက်ခဲ့တဲ့ရည်ရွယ်ချက်ချင်းကတော့မတူဘူးပေါ့။ပထမချိန်တိုက်ခိုက်ခဲ့တဲ့တုန်းကစခန်းဆုံခွာထွက်ပြေးမှုနဲ့စခန်းလဲအေးအေးယူထောင်ချခံထားရတာတွေရှိတယ်။ ဒီတစ်ချိန်ပြန်ပြီးတက်ဆွဲတဲ့အခါကဒီလမ်းပိုင်းကလည်းသူတို့အတွက်အရေးပါတော့ခြံစည်းရိုးဆိုရင်၄တန်းဆက်သွယ်ရေးမြောင်းတွေဆိုရင်80မိုင်တွေနဲ့အခိုင်အမာတက်ဆွဲထားတာပေါ့အဲဒါကြောင့်ထင်မှတ်ထားတာထက်ပိုပြင်းထန်နေသူတို့ဘက်ကလေးချောင်းလာနိုင်တဲ့အခြေအနေကျွန်တော်တို့ဘက်ရဲဘော်၂ယောက်ကြာဆုံးလာနေတစ်ယောက်ထိခိုက်ဒဏ်ရာရရှိထားတဲ့အခြေအနေခေရန်ပြတ်တောက်မှုအခြေအနေတွေကြောင့်ပြန်ဆုတ်လိုက်တာပါဟုတရက်ခရိုင်အမှတ်လေးတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရက်မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရက်အနေဖြင့်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်စိုးမိုးအကောင်ရနေမည်များအတွင်ထိုးဖောက်ဝင်ရောက်စစ်ရေးလှုပ်ရှားမှုအချို့ပြုလုပ်လျက်ရှိကြောင်းအသိပေးထားပါသည်အလားတူရမန်နီနနက်6နာရီအချိန်ဖက်စစ်အကြမ်းဖက်စစ်တပ်အတွက်အဓိကအရေးပါသောကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာစနစ်ကိုတရက်ခရိုင်အမှတ်လေးတရင်က 122mm ရှော့တိုက်ထုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာ၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်းသိရပါသည်။ကာပါဆစနစ်ကရှော့တိုက်ထုံး၅လုံးပြစ်တာ၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတာကိုကြားရတာ။ဒါပေမဲ့အတီးဖြူဖို့ကြတော့သတင်းတွေထိမ့်ချုပ်ထားတဲ့အတွက်ထေချာအတီးမပြုတ်နိုင်သေးဘူး။ဒီနေ့မနက်နောက်ဆုံးသိရတာကတော့အဲဒီကကာပါဆစနစ်ထဲမှာရှိတဲ့ဖြူဟာမှုအဆင့်အရာရှိတအူအောင်လံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့တော့ တရင်ရထားပါတယ်ဟုတရက်ခရိုင်အမှတ်လေးတရင်တရင်နှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုပါတယ်ထို့သောရှော့တိုက်တုံးများကြားရောက်ပောက်ကွဲမှုကြောင့်ကပ္ပစာစနစ်ဆက်ယုံအတွင်မှစစ်တပ်ကလက်နက်ကြီးများပြန်လည်ဖိခတ်ခဲ့ရာတရက်မျိုးနှင့်ညောင်ပင်သာကြီးရွာအတွင်ကြားရောက်ပောက်ကွဲခဲ့ကြောင်းအပြစ်မဲ့ပြည်သူတအူးဤနေအိမ်ကိုဘုံစားထိမှန်ကအမျိုးသမီးတအူးတန်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းသို့တရက်မျိုးနှင့်ကပါစဆက်နှင့်နှင့်ကာမမျိုးတို့မှအင်အားများအားစုဖွဲ့ကရင်းနှသာရေကင်းစက်ခန့်သို့ကုန်းလန်းရေလန်းအုံပြုကစစ်ကြောင်းထိုးလာခြင်းနှင့်အတူဂျက်ဖိုက်တာဖြင့်လည်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောစစ်ကြောင်းထိုးကလေကြောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်ကာမမျိုးနှင့်ဗစင်းနှိတ်ကျေးရွာအုပ်ပုံကျေးရွာများအတွင်မှပြည်သူတုံးဦးထိခိုက်ဒဏ်ရာရရှိကပြည်သူနေအိမ်များလည်းထိမှန်မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်းထို့ပြင်ဂျက်ဖိုက်တာဖြင့်ရန်တပ်ပုံကျဲတိုက်ခိုက်မှုကြောင့် ကာမမျိုးနဲ့စုံကုံကြီးရွာနဲ့သင်းငုတ်တထောင်ကြီးရွာအနီးရှိတရက်ကာမလမ်းပိုင်းတွင်အရေးပါသောဒတာတစင်ပြက်စီးခဲ့ကြောင်းသိရပါတယ်။လက်ရှိအချိန်တွင်စီးရီးအခြေအနေဆက်လက်တင်းမာလျက်ရှိပြီးမိဘပြည်သူများအနေဖြင့်တိုက်ပွဲဖြစ်ပွားရာဒေသအတွင်ခရီးသွားလာခြင်းမပြုလုပ်ကြပါရန်တရက်ခရိုင်အမှတ်လေးတရင်ကသတိပေးထားပါတယ်။ ဆက်လက်ပြီးမန္တလေးတွင်စစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုတန်းအဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစဉ်ရထားသောကားကိုဝင်တိုက်ပြီးတအူးသေးက၃ဦးထဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတွင်စစ်တပ်ကဆိုင်ကယ်စီးလာသောလူငယ်များကိုစစ်မှုတန်းအဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစဉ်ရထားသောကားကိုဝင်တိုက်ပြီးတအူးသေးက၃ဦးထဏ်ရာရရှိခဲ့ကြောင်းရင်းဖြစ်စဉ်တွင်ထဏ်ရာရရှိသူတအူးဤမိတ်ဆွေများကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီနိုဝင်ဘာလ6ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင်စစ်တပ်ကလူငယ်များကိုတားဆီးစစ်ဆေးခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်စဉ်ဆိုင်ကယ်စီးလူငယ်တချို့ကိုလည်းတားဆီးစစ်ဆေး၍ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းချင်းဆိုင်ကယ်စီးလူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေစဉ်လူငယ်ဆိုင်ကယ်ရက်မပေးပင်မောင်းပြေးခဲ့ကြောင်း အဆိုပါလူငယ်တို့ကိုစစ်တပ်ကအိမ်စီကစစ်ကားများဖြင့်လိုက်လံဖမ်းဆီးရာအဆိုပါဆိုင်ကမှာမန္တလေးမြို့မဟာအောင်မြေမြို့နယ်38လမ်းနဲ့လမ်း80တွင်အရှိန်မထိန်နိုင်တော့ပဲလမ်းဘေးတွင်ရပ်ထားသောကားကိုဝင်တိုက်ခဲ့ပြီးရင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်ကသူ့ဘာသာဆိုင်ကတိုက်တာမဟုတ်ပါဘူး။နောက်ကနေစစ်ခွေးတွေကားကပေါ်တာဆွဲဖို့ဆိုင်ကသမားလူငယ်ကိုလိုက်တာမှဆိုင်ကသမားလူငယ်ကအထွက်ပြေးပြင်းရင်ရထားတဲ့ကားဝင်တိုက်တာပါ။ တအုပ်ွယ်ချင်းပြီးတည်ဆုံပါတယ်။ကျန်သုံးဦးကလည်းဒဏ်ရာအပြင်းထန်ရပါတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးအခြေဆိုင်မဏိဆက်လလူမှုကွန်ရက်ရဲ့အသင်းနဲ့ပရာဟိတဓာရီလူမှုကွန်ရက်အသင်းတို့ကကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ပြီးဒဏ်ရာရရှိသူများနှင့်တည်ဆုံသူတို့ကိုမန္တလေးပြည်သူစေယုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မန္တလေးမြို့ပေါ်တွင်ယခုနိုဝင်ဘာလလယ်ပိုင်းတွင် ဖွင့်လှစ်မြင့်စစ်မှုတဲ့အဖက်စဉ်၁၉အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုအကြီးအကျယ်လှုပ်ဆောင်လာကြောင်းမန္တလေးမှာဒေသခံပြည်သူတို့ကသတင်းဌာနကိုပြောကြားပါတယ်။